အခုတင်ဆက်ပေးမယ့်သတင်းကတော့မန်ကိုအနိုင်ကိုသိနိုင်တာကြောင့်မမောင်လင်းကိုတိတ်မြှောက်ဆူရှင်းပြလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ မယုံတဲ့ကိုတင်နိုင်ခဲ့တာကိုအကုန်ပြုတဲ့အနေနဲ့မြမလက်ရွေးစင်တဲ့ရဲ့အသင်းကောင်းဆောင်မမောင်လွင်ကိုမြမနိုင်ငံဘောလုံးဖွဲ့ချုပ်အလောမှုဆောင်ကော်မတီကစတင်တထောင်စုရှင်းမင်းခဲ့လို့သိရပါတယ်။မမောင်လွင်ဟာပြီးခဲ့တဲ့ မေလ28ရက်နေ့ကမလေးရှားနိုင်ငံမှာကစားခဲ့တဲ့မယုံတဲ့နဲ့အာဆီယံအော်စတာသင်းတို့ရဲ့ပွဲစဉ်မှာအာဆီယံအော်စတာသင်းမှာဝင်ရောက်ကစားပြီးအာဆီယံအော်စတာသင်းရဲ့ရခဲ့တဲ့အနိုင်ကိုကိုယ်ကျေ92မိနစ်မှာတည်ယူပေးနိုင်ခဲ့တာပါ။ အဲ့လိုသိမ်းယူနိုင်ခဲ့တာကြောင့်အမောင်လေးဟာမန်ရွတ်တင်ကိုဂိုးသွင်းနိုင်တဲ့ပထမဆုံးမြန်မာကစားသမားအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။အသက်29နှစ်ရွယ်ရှိဖြစ်တဲ့မမောင်လေးဟာလက်ရှိချိန်မှာထိုင်းပရီးမီးယားလိဂ်ကလန်ဖုန်းဝါဒီယာမှာကစားနေသူဖြစ်ပါတယ်။မမလွေဟာဟန်တာဝရီယူနိုက်တက်ရန်ကုန်ယူနိုက်တက်နဲ့လက်ဖုံးဝါရီကလပ်တွေအတွက်52ဂိုးအထူးသိမ်းယူပေးခဲ့သူလည်းဖြစ်ပါတယ် ။အမောင်လျာ2015ခုနှစ်ကနယူးဇီလန်နိုင်ငံမှာကျင်းပခဲ့တဲ့ UNICEF ကမ္ဘာဖလားပြိုင်ပွဲမှာဝင်ရောက်ရှင်မဲဝင်ရရှိခဲ့တဲ့မြန်မာ UNICEF အသင်းမှပါဝင်ခဲ့သူဖြစ်တယ်လို့မြန်မာလက်ရည်စင်အတွင်းတက်လဲ19ခုသိမ်းပြီးထားသူဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မြန်တူတူကပေးပို့လာပါဗျ။